ရုရှားသမ္မတပူတင်ကိုအိန္ဒိယဝန်ကြီးမိုဒီကဆူတောင်းစကားပါလိုက်တဲ့နေ့ကစပြီးကီယာစတာမားရဲ့အိန္ဒိယခီးစဉ်ဟာအဖူးထစ်တွေစဖြစ်နေပါလေ။ပူတင်ဝန်ကြီးချုပ်ကီယာစတာမားရောက်လာဖို့နိုင်ပိုင်းလို့မှာအိန္ဒိယဝန်ကြီးမိုဒီကရုရှားသမ္မတပူတင်ကိုမွေးနေ့ဆူတောင်းစကားပို့လိုက်လို့ကွန်ဒိုယီတိကိစ္စအဓိကဦးတည်နေတဲ့ကီယာစတာမားရဲ့အိန္ဒိယခီးစဉ်ဟာအဖူးထစ်ဖြစ်သွားပါလေ။ပြည်ဝင်ကြီးကီယာစတာမားနဲ့ရုရှားသမ္မတပူတင်ဟာလုံးဝကိုအဆင်မပြေတဲ့ဆက်ဆံရေးဖြစ်နေပါလေ။ အိန္ဒိယကတော့ဂျားတွေကနေပြီးတော့ဂျားလေဝါဒကိုကျင့်သုံးနေတာ ဖြစ်ပါလေသူကရုရှားသမ္မတပူတင်တရုတ်သမ္မတရှီလိုနဲ့ပုဂ္ဂိုလ်ရေးအပေါ်မူရင်းနှီးပင်မဲ့လေယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးထောက်ခံကြောင်းလည်းမပြသခဲ့တယ်လို့မထောက်ခံဘူးလို့လည်းမပြောပါဘူးနောက်ပြီးတော့သူကရုရှားနဲ့လည်းတစ်ဖက်တစ်လမ်းကနေပြီးတော့စီးပွားရေးအဓိကပြောရုရှားရဲ့ရင်းနှီးတဲ့သဘောတမှုတွေကိုအိန္ဒိယကအောက်ဆင်းနဲ့အများဆုံးဝယ်တဲ့နိုင်ငံတွေထဲမှာပါနေပါတယ် ဒီလိုချိန်တွေမှာအိန္ဒိယကရုရှားကိုဘယ်လိုမှစွန့်ခွာမဟုတ်ပါဘူးအဲ့လိုပဲဥရောပနဲ့လည်းဆက်ဆက်ရေးအဆင်ပြေစေဖို့အတွက်အိန္ဒိယကကြိုးပမ်းနေတဲ့အခြေအနေမှာဖြစ်ပါလိမ့်အိန္ဒိယဝန်ကြီးချုပ်မိုဒီရဲ့လုပ်ရက်ဟာနိုင်ငံသမားထရန့်ကအကြိမ်ပေါင်းများစွာသတိပေးနေချာပဲသူကဆက်လုပ်နေတာဖြစ်ပါလိမ့်အခုလည်းပြည်ထောင်ဝန်ကြီးချုပ်ကလျာစတာမားရဲ့ခီးစဉ်အစဟာဖူးထီဖြစ်နေပါပြီ။ မော်ရီကအော်တိုဘာ9ရက်နေ့ကသူ့ရဲ့ Twitter ပေါ်မှာကျွန်တော်မိတ်ဆွေတမောပူတင်တဲ့စကားပြောဖြစ်ကြောင်းမွေးနေ့အတွက်စုမှုကောင်းတောင်းပေးကြောင်းနိုင်ငံဆိုင်ရာအပေါ်မှာခိုင်မာအောင်လုပ်ပေးတဲ့အတွက်တမောပူတင်ကိုချီးကျူးပါကြောင်းရေးသားနေတယ်ပါလေဒီလိုမျိုးရတာဘာမှလို့လည်းလို့မော်ဒီကပြောပါတယ်ဒီလိုမျိုးပြည်ထောင်ရေးပြန်ပတ်လို့ဖြစ်တဲ့ရုရှားနဲ့မော်ဒီရဲ့ဆက်ဆက်ခိုင်မာအောင်လုပ်ဆောင်နေတာဖြစ်လို့အခုကုံသွေးခီးစဉ်ပြင်ရောက်လာတဲ့ပြည်ထောင်စုကြီးချုပ်တက်ကတော့အခြေအနေကထင်တာတလို့သိမလွယ်ဘူးလို့ဆိုပါတယ် တမကူတင်နဲ့မိုဒီရဲ့ဖုံးဖော့ဆိုမှုကြောင်းမေးတဲ့မိကုန်းကိုကီယာရှာဖန်ကတော့အိန္ဒိယကိုဥတီပြန်တက်လာတဲ့လေယာဉ်ပေါ်မှာတတိကျကျမဖြစ်ပဲရှောင်လွှဲနေပါလိမ့်။ကီယာစတာမားကလေယာဉ်ပေါ်မှာတရင်တော်တွေနဲ့တွေ့တဲ့အခါမှာရှင်းရှင်းပြောရရင်ကျွန်တော်ပူတင်ကိုမွေးနေစုတော်မပို့ပို့မှလည်းမဟုတ်ဘူးဗျာ။ဒါကသိအံ့ဩစရာကောင်းမှမဟုတ်ဘူးလို့ပြောပါလိမ့်။ကီယာစတာမားကပြည်ထောင်စုဝန်လုပ်ငန်းရှင်ပညာရှင်နဲ့ဥပဒေဆိုင်ရာကြီးကဲ125ဦးလိုက်ပါလာတဲ့ကိုယ်စားလှယ်ဖွဲ့ဦးဆောင်ပြီးဟိုဝိုင်းကိုရောက်လာတာပါ။ ဒီနေ့ဆောင်မမလက်မှတ်ထိုးမှုမျှော်နေတဲ့ကလွတ်လက်တဲ့ကုံတော်ရေးသဘောတူညီချက်စာချုပ်ကျိုးမြတ်ကိုရယူဖို့စ조사နေတာဖြစ်ပါတယ်။အဲဒီစာချုပ်ဟာပြည်ထောင်ကုမ္ပဏီ60ခန်းလုံးကျော်ပေါ်ခွန်ခတွေပယ်ဖြတ်ပေးခဲ့တာဖြစ်ပြီးအရင်နှစ်ကအမေရိကန်ဒေါ်လာ22ဘီလီယံတန်ဖိုးရှိတဲ့အိန္ဒိယပြည်ထောင်နိုင်ငံနိုင်ငံကုံတော်ရေးတိုးချဲ့ဖို့အတွက်လမ်းဖွင့်ပေးလိုက်တာဖြစ်ပါတယ်။ဒီသဘောတူစာချုပ်ရကမ္ဘာအကြီးဆုံးစီးပွားရေးနိုင်ငံတစ်ခုကနေလွတ်လပ်တဲ့ကုံတော်ရေးကိုယုံကြည်ကြောင်းပြသလိုက်တာဖြစ်ပါလိမ့်။ ဘာကြောင့်လဲမေဂန်သမရထွန်းကအိန္ဒိယနဲ့ပြည်တွင်းကုန်စည်တွေပေါ်ခွန်လေတိုးပေါက်ခင်ပြီးသူ့နိုင်ငံကိုပဲတိကကောက်ွယ်တဲ့စီးပွားမူဝါဒကျင့်သုံးနေတဲ့အချိန်ဖြစ်နေလို့ပါဒီအတွက်လွတ်လပ်တဲ့ကုန်သွယ်ရေးကိုကုန်စည်ယုံကြည်မှုထားနိုင်ကြောင်းပြသဖို့အိန္ဒိယရောပြည်တွင်းမှာအဓိကအာရုံစိုက်နေကြတယ်လို့သိရပါတယ်